တော့ဦးဇင်းတို့အာရတိဝိရတိပါပါဆိုတဲ့မင်္ဂလာကိုစပြီးတော့ပြောကြည့်ရအောင်အာရတိဝိရတိပါပါမကောင်းမှုမှအာရတိဆိုတာကစိတ်ဖြင့်ရှောင်ကျင်တာကိုဆိုတယ်တဲ့။ဘာကြောင့်လို့ဆိုတော့ဦးဇင်းတို့ဝိရတိအရာကိုယ်နဲ့နှုတ်နဲ့မကောင်းမှုမဖြစ်အောင်ရှောင်ကျင်တာကိုဒါဦးဇင်းတို့ဝိရတိလို့အပြည့်အမှားကျမ်းဂန်တွေထဲမှာဆိုတဲ့အတွေ့အကြုံမို့လို့အာရတိအရာ မကောင်းမှုမှရှောင်တယ်ဆိုတာအဲ့ဒါစိတ်နဲ့ရှောင်တာကိုပဲယူရမယ်ပေါ့နော်ဝိရတိအရာကိုယ်နဲ့မကောင်းတာမလုပ်ဖို့ဟောနှုတ်နဲ့မကောင်းတာကိုမပြောဖို့အဲ့ဒါကဝိရတိတရားဖြစ်နေတာဆိုတော့အာရတိအရာမကောင်းမှုကရှောင်တယ်ဆိုရင်ဘာကိုပဲယူနေရရှိတော့လဲစိတ်ဖြင့်မကောင်းမှုကိုရှောင်တယ်ဆိုတာကိုယူရမယ်တဲ့အဲ့တော့သူကပို့ပြီးတော့တောင်မှလေးနဲ့ကျက်ပြတ်နေတဲ့အတိတ်ပဲမရှိဘူးလားအေးဒါကြောင့် အာရတိမကောင်းမှုမှာစိတ်နဲ့ရှောင်ကျင်တာစိတ်ထဲမှာတော့မှမကောင်းမှုမဖြစ်အောင်ကြိုးစားအထောက်ထားစိတ်နဲ့မကောင်းမှုကိုရှောင်တယ်ဆိုတာကဘာလဲဆိုတော့ဦးရင်တို့ဟိုဆိုကြပါစို့ဟောစိတ်တုပ်ပါရံပိခောအဟံစုံတာကုသလီတုဓမ္မေတုဘဟုပကာရံဝရမိလို့အစရှိသဖြင့်တန်လိခတုဓမ္မမြတ်စွာဘုရားရှင်စုံတာကိုဟောကြားတော်မူခဲ့တာရှိတယ်အဓိပ္ပာယ်ကဘာတော့ဆိုတော့ကုသိုလ်ကောင်းမှုအရာမှာ စိတ်ဖြစ်ယုံမြန်နေပဲမြင့်မြတ်လာပြီအကျိုးကြီးလာပြီလို့မြတ်စွာဘုရားဟောတာတာရှိနော်ကာယကံမှုဝစီကံမှုနဲ့နော်ကိုရီလက်ရောက်နော်ပြုတ်လို့မယ်ပြောဆိုနိုင်မယ်ဆိုရင်တော့အကျိုးကြီးသူများတယ်ဆိုတာဘယ်ပြောပေါ်ရရှိပါမလဲပေါ့အဲ့ဒါလိုမျိုးစဉ်းစားဆင်ခြင်ပြီးတော့စိတ်ထဲမှာကောင်းမှုနဲ့ပြည့်စုံအောင် စိတ်ထဲမှာမကောင်းမှုမဖြစ်ရအောင်နော်စိတ်နဲ့ရှောင်ခြင်းပဲစိတ်ထဲမှာတောင်မကောင်းတာမဖြစ်ရအောင်ရှောင်ခြင်းပဲပေါ့ဟုတ်ရလား ။ဒီအဲ့ဒါဆိုလို့ချင်းပေးတဲ့ဘောင်းသူတော်ကောင်းတို့တာအာတီပေါ့။နော်မကောင်းမှုမှစိတ်နဲ့ရှောင်ကျင်တယ်။ဟိုဒါထက်ပိုပြီးတော့ဦးဇင်းတို့ပြောရမယ်ဆိုလို့ရှိရင်ဟိုမနောဒုစရိုက်သုံးပါးမဖြစ်အောင်ရှောင်ကျင်တာကိုဒါမကောင်းမှုမှစိတ်ဖြင့်ရှောင်ကျင်တယ်လို့ဆိုရမယ်ပေါ့။ဟုတ်လား။မနောဒုစရိုက်သုံးပါးဆိုတာကအဘိဇာပြဘာတာမိစ္ဆာဒိဋ္ဌိအဘိဇာဆိုတာကသူတို့ဘာပစ္စည်းကို မတရားလိုချင်တာပြဘာတာဆိုတာက သူတော်ဘာကိုဆင်းရဲသွားစေခြင်းသာသူတော်ဘာကိုဒေါသနဲ့ပြင်းမှပြီးတော့မကောင်းတာတွေဖြစ်စေခြင်းသာအဲဒါဗျာပါဒပေါ့။မိစ္ဆာဒိဋ္ဌိဆိုတာကတော့မှားယွင်းတဲ့အယူအဆတွေရှိနေတာ။အေးအဲ့ဒီတရားသုံးပါးမဖြစ်အောင်မိမိရဲ့စိတ်ထဲမှာအဲ့ဒီသုံးပါးမဖြစ်အောင်ကြိုးစားအထောက်တာကိုဒါမကောင်းမှုမှစိတ်ဖြင့်ရှောင်ခြင်းနေပေါ့။အဲ့တော့ဦးဇင်းတို့အာရတိအရာတော့ဒီလောက်ပဲနားလည်ကြည့်ရမယ်နော်။နောက်ဝိရတိနောက်မကောင်းမှုမှ ကိုယ်နဲ့နှုတ်နဲ့ရှောင်ကျင်နေဆိုတဲ့အပိုင်းရှိလာတယ်။မကောင်းတာမလုပ်ဖြစ်အောင်လှုပ်ခွင့်ကြုံလာတယ်မလုံးဖြစ်အောင်ပြောခွင့်ကြုံလာတယ်မပြောဖြစ်အောင်ဒါဆောင်စည်းရမယ်ထိန်းသိမ်းရမယ်ရှောင်ကျင်ရမယ်ဒါဆိုလို့ရှိရင်ဒါမင်္ဂလာရှိတယ်။အဲ့တော့ဦးဇင်းတို့ဒီနေရာမှာဝိရတိအရာဝိရတိတရားက၃ပါးရှိတယ်တဲ့ဒါလေးကိုမှတ်သားသိခြင်းနဲ့နဝိရတိဘယ်နှပါးရှိတယ်ဗျာ၃ပါးရှိတယ်တဲ့အဲ့ဒါကဘာလဲဆိုတော့တံပတ္တဝိရတိတဲ့ လွန်ကျူးခွင့်ကြုံလာတဲ့အခါကာလမျိုးမှာမလွန်ကျူးဖြစ်အောင်ထိန်းသိမ်းတာဟုတ်လားလောကကြီးမှာမကောင်းတာလုပ်เสียရမကောင်းတာပြောเสียရတွေကအခါအားလျော်စွာကြုံတတ်တယ်ဆုံတတ်တယ်မကြုံဘူးလို့မရှိပါဘူးနော်အဲ့လိုလွန်ကျူးခွင့်ကြုံလာရင်မလွန်ကျူးဖြစ်အောင်ထိန်းသိမ်းတာဒါဘောတမ္ပဒဝိရတိတဲ့ဟုတ်လားနောက်ပြီးတော့ဥစဉ်တို့တမာဒါနဝိရတိတဲ့တမာဒါနဝိရတိဆိုတာကဟောတိခါဘုတ်စောက်တည်ပြီးတော့ ။ဟောငါမတက်ဘူး။ငါမခိုးဘူး။အိမ်တော်ကြီးဖောက်မပြန်ဘူး။လင်ညာလဲစားပြီးတော့ငါမပြောဘူးလို့။ဟောစောင့်ထိန်ထားလိုက်တယ်။သိခါဘုတ်တရားနေနဲ့ထိန်သိမ့်ထားလိုက်တယ်။အဲ့လိုထိန်သိမ့်ထားတဲ့အတွက်ကြောင့်ကိုပဲသူကလုံခြုံအောင်စောင့်စည်းနေတယ်။အဲ့ဒါကိုဦးရင်တို့တမာဒါနဝိရတိလို့ဆိုတယ်တဲ့။နောက်ဦးရင်တို့သမုတ်စေတာဝိရတိတဲ့။သမုတ်စေတာဝိရတိဆိုတာကဟိုအရိယမဉ္ဇဉ်ကိုရလို့ စိတ်ထဲမှာလွန်ကျူးလိုစိတ်ကို မရှိတော့တဲ့အတွက်ကြောင့်လွန်ကျူးမှုမရှိတော့တာသူကအရိယာသူတော်ကောင်းကြီးတို့ရဲ့မကောင်းမှုကရှောင်ကျင်တဲ့အနေဒါတမင်ကြိုးစားအထုတ်စရာစောင့်စည်းစရာအောင့်အေးစရာသူတို့မှာမလိုလွန်ကျူးလိုတဲ့စိတ်ကိုမရှိတော့တာသူကတော့အကောင်းဆုံးပေါ့အဲ့တော့ဦးရှင်တို့ဝိရတိတရားဘယ်နှပါရှိတယ်တော့မှာနော်တမ္ပတဝိရတိလွန်ကျူးခွင့်ကြုံလာရင်မလွန်ကျူးဘူး ဟုတ်လားတမာရဏဝိရတိဒိက္ခဘုံဆောက်တည်ပြီးတော့ဆောင်တည်ထားတာသမုဓေတာဝိရတိအရိယာမဉ္ဇဉ်ဖြင့်ကိလေသာကိုပယ်တတ်နိုင်တဲ့အတွက်ကြောင့်လွန်ကျူးလို့စိတ်ကိုမရှိတော့တဲ့အတွက်ကြောင့်မလွန်ကျူးတာဟုတ်လားဒီနေရာမှာဥရှင်တို့အကျဉ်းခံနေတဲ့မှာတမ္ပတဝိရတိလွန်ကျူးခွင့်ကြုံလာရင်မလွန်ကျူးပဲနဲ့ဆောင်တည်နေရဆိုတာလေးနဲ့ပတ်သက်ပြီးတော့ဘာကိုပြထားတဲ့အလေးရှိလဲဆိုတော့ဥရှင်တို့ဒီဟုတ်ခက်က ဟိုစကနလူလင်အကြောင်းကို သူပြောထားတာရှိဟိုသူတို့ကညီကိုနှစ်ယောက်ရှိတယ်နော်အဲ့ဒါမိခင်ကြီးမကျမ်းမမာဖြစ်တော့စိစရာကဒီမိခင်ကြီးရဲ့ယောဂပျောက်ချင်တယ်ဆိုလို့ရှိရင်ယုံသားလက်လက်